အေရီတိုင်းမြောင်းမြောင်းမြို့မှာသာသနာဝန်ထမ်းဘုန်းကြီးတစ်ပါးကသူ့ကျောင်းတိုက်မှာမိခုနေတဲ့ငါးရန်ကျောင်းသူလေးကိုအကြိမ်ကြိမ်အာရမပြုကျင့်ခဲ့ပြီးကိုဝင်ရှိလာချိန်မှာအတေးအာရမဖျက်ချခိုင်းခဲ့တာကြောင့်ကလေးမလေးဟာဆေးရုံမှာကုသမှုခံယူနေရပါတယ်။တဒါတဒါရှိသလားပေါ့နော်တထောင်ပေးလိုက်တာအဲ့ဒီပတ်စံကို तू ကကျမအိမ်ရှေ့အမိုက်တောင်းမှသွားပြီးမှအကုန်လုံးဖြဲလိုက်တာအမိုက်တောင်းထဲကိုပြစ်လိုက်တဲ့ဒီဘုန်းကြီးကအလားဘုန်းကြီးအစ်စ်လားအတူလားခွဲခြားပေးလိုက်တော့ ဝဆိုင်ကိုင်းစမင်္ဂလာပါကဲဘရော်ရဒီပြဖိုင်ကတော့တကယ်လဲဘုဒ္ဓရစေမယ်တကယ်လဲသတိထားစီရလဲလုံမဲ့အခက်ကလာပါဗျเนาะဆိုတော့ဝဝမြင်တဲ့ကိုကျွန်တော်တို့ရွှေထင်လို့မရပါဘူးဆိုတော့အချက်တွေကိုဒီလိုတာရကတွေတက်တွေတွေကအာတက်တွေပြနေပါတယ်ဆိုတော့ပြဖိုင်ကိုကျွန်တော်ဘုဒ္ဓဖြစ်ပြန်လေမျှဝင်လိုက်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူလိုက်ပါချစ်ချို့ကိုလည်းဖိတ်ခေါ်လိုက်ပါစေโอเค so let's go 去抓了，碰击的嘛？对啊，别人来把那碰击的嘛？怎么你我粗粗生生的闻起来多来个？怎么啊？说说弄啊？怎么应该也买了配件的生气？哎，那配件嘛？怎么？然后我跟上你的是阿彪你的钱嘛？怎么你嘛？怎么都没来吊车白洗啊？ 侬硬气哩，靠你呀！啊 <noise>，拉说碰见的妈的，说说说这的呢，一就五万差多啊！怎么都没人掉的白起来，怎么辛苦了？年年年年年年，这里边上样的差的嘛，怎么一年五问差了？一年五万差了的，怎么多？怎么都没年比嘛，一年一年的，你不要，怎么来面了哟？直接免出了哪个表？怎么不要把把把该啥西路来，碰红边啊，都没了的，碰红边把该啥西路来了，不要这。 ။ဟာကိစ္စမှမရှိပါဘူးတဲ့။အဲ့ဒါဆိုရင်ပုံပုံပြပါပြတော့ဒီလိုအိမ်ထဲကိုတို့ကျမတို့အိမ်ထဲကိုဝင်သွားတာလို့အဲ့လိုမျိုးမေးတော့အလူခံကျင်တာနဲ့ကျမပုံပုံကတဲ့ကျိုင်းတုံကတဲ့ကျိုင်းတုံကိုပြန်ကျင်တော့ အလူခန္ဓာပါတဲ့လမ်းစရိတ်မရှိလို့အလူခန္ဓာအဲ့ဒါဆိုလဲပုံမုံတို့အိမ်ရှိမှာပဲဟိုရက်နေပေါ့နော်အိမ်ရှိမှာပဲအလူခန္ဓာတင်တယ်လို့အိမ်ထဲကြီးကျမသမီးလေးရှိတဲ့နားဒီကိုမမဝင်သွားတင်ဘူးလို့ကလေးပဲတယောက်ပဲရှိတာလို့မဝင်သွားတင်ဘူးလို့အိမ်ရှိမှာပဲရက်ပြီးမှအလူခန္ဓာနေဆိုတာလေးကိုပြောပြတင်တယ်လို့အဲ့လိုမျိုးလဲပြောလိုက်ရောအဲ့ဒါနဲ့ကျမအရင်ပြောအဲ့လိုပြောလိုက်ရောဘာမှပြန်မပြောဘူးမျက်နှာရထန်ထန်မမာနဲ့နော် မျက်နှာထက်နှမမနဲ့အဲ့ဒါနဲ့ကျမလေးနေပြောပမုံတော့အဲ့လိုအိမ်ထဲဝင်လာတော့ကျမမကြိုက်ဘူးလို့ကျမနော်တခါပဲပြောတာပါနော်ပမုံအိမ်ထဲဝင်လာတော့လို့တပိတော်မှမကြိုက်ဘူးလို့ပမုံအလူခံကျင်နေဆိုလဲလို့အပြင်မှာပဲအိမ်ရှိလေးမှာပဲမတက်ရပါဘောနော်ကျမအိမ်ရှိ เนาะจม้าไอ้ชิงเล่มาเว้ยไม่ตะยัดมาป่ะเนาะไม่ตะยัดพี่มาอลูกันมาเลยสุบิ้วเปียวมาเปียวมาป่ะเนาะไอ้อ่ะตะมีเล่อ่ะตีออกได้ชิอ่ะจม้าตะมีเล่ไปอยู่ที่หลองตัวยောက်ทวาบีพ่อมองอ่ะไอ้ที่พุงจี้อ่ะจม้าตะมีเล่ที่หลองยောက်ทวาบีอะคู70นายจองกวยတော့มั้ยดีเฉยมาอลูถั่วขันนี่เลยสุมาတော့จม้าတော့อ่ะตะบ้อปอกတယ်だใบแม้สกาดิชิชิเมเมไม่เปียวจินโลจม้าตู้ตะทองอลูงวยป่ะเนาะตะทองทุบไปไล่ตะทองทุบไปไล่ก็จม้าเล็กแค่ดิโลซูซุซะซะซวยอยู่ว่ะล่ะ တော့တထောင်ကိုဒီလိုမျက်နှာကြောတင်းတင်းနဲ့ဆိုးဆိုးဆက်ဆက်ဆွဲယူရပြောဖုန်ကြီးအမှန်တကယ်ဆိုရင်ဩဘာလို့ဘာဖြစ်ပါစေဘာဖြစ်ပါစေပြောစုတောင်းပေးမှာအလူပေးအလူခံလိုက်ကျမတို့လည်းကျမတို့ဟောပေါ့တထောင်ဆိုတာတထောင်ပဲကျမလည်းပေးလိုက်တာတထောင်ပဲတထောင်ဆိုတာကလည်းကိုရဲ့တဒါတဒါရှိသလောက်ပေါ့နော်တထောင်ပေးလိုက်တာအဲ့ဒီပတ်စံကို तू ကကျမအိမ်ရှိအမိုက်တောင်းမှာသွားပြီးမှအကုန်လုံးဖျဲလိုက်တာအမိုက်တောင်းထဲကိုပြစ်လိုက်တယ်ဒီဖုန်ကြီးကအလားဖုန်ကြီးအစ်စ်လားအတူလားခွဲခြားပေးလိုက်တော့ အဟောဆရာကြီးအိမ်ထဲမှာသမီးတယောက်တည်းရှိရစိုင်ပိတ်ထားတာကျွန်မအိမ်ကစိုင်ပိတ်ထားတာဆိုတော့ကျွန်မသမီးလေးတယောက်ပဲရှိရအောက်ထပ်မှာဒီအောက်ထပ်မှာဆိုင်ကပိတ်ထားတယ်ဒီမှာကြည့်ဆိုင်ကဆိုတာပစ္စည်းတွေအကုန်လုံးအောက်ထပ်ဆိုင်ပိတ်ထားတာဆိုင်ပိတ်ထားတာဆိုတော့ကျွန်မသမီးလေးတယောက်ပဲရှိရအောက်ထပ်မှာအဝတ်ကလေးခောက်နေတာအဝတ်ခောက်နေတာဆိုတော့သူကအဲ့လိုမျိုးဝင်လာတယ်အိမ်ရှိမှလည်းကျွန်မကားထိုးထားတယ်ကားထိုးထားတော့အဲ့ကားပေးသားမှဖြစ်သွားတာသူကကျိုင်းတုံကလာတယ်တဲ့ကျိုင်းတုံကိုပြန်ကျင်လို့လေကျွန်မလို့ပြောမယ် ကျမဒီကျမမျိုးသားဒီကျိုင်းတုံသားကျမတို့ဒီတာချီလိုက်မှာနေတယ်မန္တလေးမှာလည်းနေတယ်ကျမအိမ်ဒီတာချီလိုက်မှာလည်းရှိတယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိုက်မှာလည်းရှိတယ်ကျိုင်းတုံမှာလည်းရှိတယ်မန္တလေးမှာလည်းရှိတယ်ကျမပြောပြချင်တာကကျမတို့ရှမ်းပြည်နယ်အရှေ့ပိုင်းဒီရှမ်းလူမျိုးတွေဒီအလူဒားမှာအရန်ရက်ရောတယ်အလူဒားအရန်ရက်ရောတယ်တကယ်တော့ဒီဖုန်းကြီးဒီအမှန်တကယ်ကျိုင်းတုံကဆိုရင် သူဒီလမ်းစရိတ်မရှိဘူးဆိုကျိုင်းတော်ကသူခင်ရမင်ရကိုလမ်းဖုံးဆက်လိုက်ရင်တော့မလုံးဝချက်ချင်းငွေလွဲလာပြီးတော့မှသူပြန်နဲ့ပြန်နဲ့လမ်းစရိတ်ကိုချက်ချင်းပေးမှကျမတို့အတိတယ်ကျမတို့ချမ်းပြည်နယ်ကလူတွေဒီလူတာဆင်းရဲရင်ဆင်းရဲမယ်ချမ်းပြည်နယ်ကအလူတားမှာဆိုတအားရက်ရောတော့ချမ်းလူမျိုးတွေမှာရောင်းတာဟင်းဒီဟင်းရွက်ကလေးပဲရောင်းတယ်ဖုံးကြီးเจ้าမှာလူပဲဆိုရင်လေ ဩယူလောက်အောင်လူတာအလူသားမှာအရန်ရဲ့ရောတဲ့ကျမတို့ရှမ်းပြည်နယ်ကအဲ့ဒါကြောင့်ဒီဖုန်းကြီးကတကယ်တာချိန်တုံကဆိုရင်သူတာပြန်စရာလမ်းစိတ်မရှိဘူးဖုန်းလေးတစ်ချက်ဆက်လိုက်ရင်ချိန်တုံကဘဒူမဆိုသူ့ကိုအလူဝင်ကချက်ချင်းလွှဲပေးမှာ ူကလေယူတဲ့ပုံစံကိုလူမိုက်ဒီဇိုင်းလူမိုက်ဒီဇိုင်းနဲ့ကျမစီကယူသွားပြီးဘာမှစူတောင်းပေးတာစူတောင်းပေးတာခိုင်ကျင်လို့ဘူးသူရဲ့ဒီဇိုင်းကာလာကိုပြောပြတာဝိဝိယုံကြီးကိုဝှက်ထားပြီးမှလောက်တဲ့ပုံစံအချိုးမပြေတာကိုပြောပြတာနော်အားလုံးသိအောင်အေးကဲပြအဲ့မှာတော့တကင်တာပေါ့ဆိုတော့ဒါလည်းတော်တော်သတိထားဖို့လိုပါတယ်တကယ်လို့ဖုန်ကြီးအစ်စ်ဆိုရင်တော့ပြဿနာမရှိပေမဲ့လို့ဒါဖုန်ကြီးတို့အဲ့လိုတိုးစေတယ်နဲ့ပါတယ်နဲ့အဲ့လိုလောက်သွင်းရင်တော့ဒါအန်တရတကယ်ရှိပါတယ်နော်ဒါသတိထားဖို့အရင်လိုပါတယ် โอเคနောက်တစ်ခုကြည့်ရအောင်တိုင်းမြောင်းမြမြို့မှာသာသနာဝင်တဲ့ဘုန်းကြီးတစ်ပါးကသူ့ចောင်းတိုက်မှာမိခုနေတဲ့ငါးရန်ចောင်းသူလေးကိုအချိန်ချင်းအာရမတူးကျင်ခဲ့ပြီးကိုဝင်ရှိလာချိန်မှာအတေးအာရမဖြတ်ချခိုင်းခဲ့တာကြောင့်ကလေးမလေးဟာဆေးရုံမှာကုသမှုခံယူနေရပါတယ်ဒီပြစ်မှုကိုကျူးလွန်ခဲ့တယ်လို့ဆွဆွဲခံထားရသူကတော့မြောင်းမြမြို့ဖះငုတ်တို့ရှမ်းသူကြီးရွာကငွေဟင်းသာတော်ရចောင်းကဘုန်းကြီးဥဝုဒ္ဓမခေါ်ဥဝေးလူဝင်ဖြစ်ပါတယ်အာရမတူးကျင်ခံရတဲ့ကလေးမလေးဟာအသက်16နှစ်ကျော်အရွယ်ရှိပြီး သူမိသားစုကစီရင်လို့ဘုံကြီးเจ้าမှအနှံထားတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်ကလေးမလေးကကိုဝင်၅လကျော်ရှိလာတဲ့အခါမှာတော့ဘုံကြီးကတရားစခန်းသွားမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကလေးမလေးအပါဝင်သူမိသားစုကိုပါခေါ်ထုတ်သွားပြီးချင်းကုန်းကြီးရွာကအရက်လက်တင်နဲ့ကိုဝင်ကိုအတေးအာရမဖျက်ချခိုင်းခဲ့တယ်လို့သိရပါတယ်ဒီဖြစ်ပျက်ကိုကလေးမလေးရဲ့စာတင်ကြောင်းနဲ့ကလေးတငယ်အခွင့်အရေးအဖွဲ့တွေကတည်သွားပြီးနောက်မြောင်းမြရဲစခန်းမှာအမှုဖွင့်နေကြတာပါ ဖုန်ကြီးကထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးမဲ့ဒီကနေ့တနင်္လာနေ့မနက်ပိုင်းမှာတော့ကရင်ပြည်နယ်ဖအံမြို့မှာဖမ်းဆီးရမိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စေအုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရာဖုန်ကြီးဟာအခုနှစ်ဇွန်လလောက်ကတည်းကကလင်းမလေးကိုအကြင်ကြင်အားမပြုကြည့်နေပြီးမိဘတွေကိုပြန်မပြောဖို့ချင်းချောက်ထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့ကိုဝင်ဖြတ်ချခံရတဲ့ကလင်းမလေးဟာမြောင်းမြဆေးရုံမှာဆေးကုသမှုခံယူနေရပြီးဆွဆွဲခံရရသူဥဩဒမကိုတော့ ပုံမှန်သုံးခုနဲ့အမှုဖွင့်ရေးယူထားတယ်လို့သိရပါတယ်။ကဲပြဆိုတော့အာတော်တော်ကြီးနဲ့သတိထားသိတဲ့အရှင်ရှင်နဲ့တော်တော်ကြီးနဲ့သတိထားရမယ့်ခေတ်ကိုရောက်နေပါပြီ။အတူအစီတွေကလည်းတော်တော်ကြီးကိုအာခွေးမရတဲ့အနေထားလေးပါ။ဆိုတော့အတူရှိသလိုအစီကလည်းရှိတဲ့အစီဆိုမဲ့လို့ပြနော်စိတ်ဖောက်ပြန်လာရင်ဒီစီလီနဲ့သမီးကိုတော့မှအဲ့လိုအာအတမပြုချင်းတဲ့အနေထားကတော့တော်တော်ကြီးကိုအကျရတာ ဒါစိတ်မကောင်းစရာလဲပါเนาะတော်တော်ယူသဒနာအတွက်လည်းလုံးဝလည်းအမကောင်းတဲ့တတိမှာဆိုတော့ဘာဖြစ်ဖြစ်ပြเนาะတတိထားဖို့လိုတဲ့ဝဝမြင်တိုင်းနဲ့ရွှေထင်းလို့မရပါဘူးဆိုတဲ့သင်္ခါကြားလေးကိုကျွန်တော်တို့ဒီကရကြပါပါဆိုတော့ view file ကိုကျွန်တော်ဘူးတာဖြစ်ပြန်လည်မျှဝေလည်းရှင်းပြပါတယ်ဆိုတော့ view file ကိုညမှာအဆုံးသတ်လိုက်ပါတယ်နောက်ထပ် view file မှာကျွန်တော်တို့ပြန်တွေ့ကြအောင် see you next video